ရာရုကနေနှုတ်ထွက်ဖို့တောင်းဆိုမှုတွေနဲ့ရင်ဆိုင်နေရတဲ့ထိုင်းဝန်ကြီးချုပ်ပေထောက်တန်ရှင်နာဝဲဟာဇွန်23ရက်မှာအစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းမှုတွေစတင်လှုပ်ဆောင်ခဲ့ပါတယ်။အစိုးရအဖွဲ့တွေမှာပါဝင်မဲ့သူတွေကိုဇွန်28ရက်မှာအပိသက်ရေးဆွဲသွားမှာဖြစ်ပြီးကာကွယ်ဝင်ကြီးဌာနအပအဝင်အထက်ကရာရုနေရာတွေမှာအပြောင်းလဲတွေရှိနေကြောင်းကြွမ်းကျင်သူတွေကပြောပါတယ်။ ပေထုံထံကမြို့ပေါင်းအစိုးရအဖွဲ့ဝင်ပါတီအလုံးဟာ၎င်းကိုထောက်ခံကြောင်းကြေပြုခဲ့ကြတယ်လို့ဇွန်22ရက်ကပြောကြားခဲ့ပြီးတဲ့နောက်တရက်အကြာမှာအစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အမျိုးသားလုံခြုံရေးအတွက်ချင်းချောက်မှုတွေကိုဖြေရှင်းဖို့နိုင်ငံရေးတည်ငြိမ်မှုကိုထိန်းသိမ်းဖို့ကြိုးပမ်းသွားမယ်လို့၎င်းကဆိုပါတယ်။ ပေထုံထက်ဟာကမ်ဘရီးယားနဲ့နေဆက်ဒေသအငင်းပွားမှုကိုစီမံကင်တွယ်မှုညံဖျင်းကြောင်းဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အထူးသဖြင့်ပြီးခဲ့တဲ့သတင်းပတ်ကပေါက်ကြားလာခဲ့တဲ့ပေထုံထက်နဲ့ကမ်ဘရီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ဖုန်းပြောဆိုတဲ့အသံဖိုင်ကြောင့်ပေထုံထက်ကိုရာထူးကနေနှုတ်ထွက်ဖို့တောင်းဆိုဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးပေထုံထက်ဟာလူထုကိုပြန်လည်တောင်းပန်ခဲ့ရပါတယ်။ ဒီအတန်ဖိုင်ပေါကြားမှုနဲ့ပတ်သက်ပြီးဖြူတိုင်းပါတီရဲ့အကြီးဆုံးမိဖက်ပါတီဖြစ်တဲ့ပူဇာတိုင်းပါတီဟာဇွန်16ရက်ကနှုတ်ထွက်ကြောင်းကြေညာခဲ့ပြီးပေါကြားလာခဲ့တဲ့ပေထုံထန်နဲ့ဟွန်ဆန်တို့ရဲ့ဖုန်းဆက်သွယ်ပြောဆိုမှုဟာနိုင်ငံကိုအထိနာစေပြီးစစ်တပ်ရဲ့ဂုံသိက္ခာကိုထိခိုက်စေခဲ့ကြောင်းပြောကြားခဲ့ပါတယ်။နိုင်ငံကရှေ့ကိုဆက်သွားရပါမယ်။ပြည်သူတွေအတွက်ပြဿနာတွေကိုဖြေရှင်းဖို့အတွက်စည်းလုံးညီညွတ်ရမှာဖြစ်ပြီးမူဝါဒတွေကိုချမှတ်ကျင့်သုံးသွားရပါမယ်လို့ပေထုံထန်က United Thai Nation ် UDN ပါတီအပါအဝင်ညွန်ပေါင်းမေးဖက်တွေနဲ့အစည်းအဝေးပြုလုပ်ပြီးတဲ့နောက် ACE လိုမျိုးမီဒီယာမှာရေးသားခဲ့ပါတယ်။ဒီအစည်းအဝေးမတိုင်မီ UDN ပါတီကညွန်ပေါင်းအစိုးရအဖွဲ့မပြိုကွဲစေဖို့ပေထုံထံကိုရာထူးကနေနှုတ်ထွက်ဖို့တောင်းဆိုလိုက်မယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။